ဗမာမှာကလေးတိုင်းစောက်ရှောက်မှုအတွက်ငွေပေးချေရာတွင် အကူအညီရယူခြင်းကလေးတိုင်းစောက်ရှောက်မှုအတွက်ဘလိုငွေပေးချေရမည်ကိုမိသားစုအများအပြားစိုးရိမ်ပူပန်နေကြပါသည်တရင်ကောင်းမှာဗမာပြည်နယ်တွင်လူအများစွာကိုကလေးတိုင်းစောက်ရှောက်မှုအတွက်ငွေပေးချေရန်ကူညီပေးသည့်အစီအစဉ်တစ်ခုရှိပါသည် အကယ်၍အွန်လိုင်းတွင်ဖောင်ဖြည့်ခြင်းနှင့်အင်္ဂလိပ်ဘာသာဖြင့်ဖတ်ခြင်းနှင့်စာရေးခြင်းအတွက်သင်အဆင်ပြေပါက သင်ဒီ e-website တွင်ငွေကြေးအကူအညီအတွက်ရှောက်ထားနိုင်ပါသည် Child care financial assistance ကလေးထိုင်ငွေကြေးအကူအညီကိုနှိပ်ပါ။ပြီးရင် parent portal ကိုနှိပ်ပါ။တင် email လိပ်စာကို ပေးဆောင်ပြီးတင်စကားဝတ်တစ်ခုဖန်တီးရန် လိုအပ်မည်ဖြစ်သည်။ website များသို့ဝင်ရောက်ရန် link များကို e-video e မှတ်ချက်ကဏ္ဍတွင်စာဖွေတွေ့နိုင်ပါသည်။တင်းအနီနာစီကလေးစောက်စောက်ရေး agency မှငွေကြေးအကူအညီအတော်စောက်ထားရတယ်လေအကူအညီရယူနိုင်ပါသည်။၎င်းတို့ထံဖုန်းခေါ်ဆိုခြင်း email ပို့ခြင်းဒို့မဟုတ်တွားရောက်ကြည့်စုနိုင်ပါသည်။တင်လိုအပ်ပါကသူတို့ကစကားပြန်တယောက်ပေးပါလိမ့်မယ် ရုံများအလုံးနဲ့၎င်းတို့ဤဖုန်းနံပါတ်များကို screen မျက်နှာပြင်ပေါ်တွင်ပြသထားပါသည်။အကယ်၍တင်တဲ့အနည်းဆုံးစီအေဂျင်စီကိုစာဖွဲ့ရန်အကူအညီလိုအပ်ပါက အကူအညီတောင်းခံရန်နံပါတ်201တို့ဖုန်းခေါ်ဆိုပါ။စကားပြန်လိုအပ်ပါကနံပါတ်5ကိုနှိပ်ပါ။တင်းခေါ်ဆိုမှုကိုဖြေကြားတော်အခါတွင်တင်းပါတာစကားကိုပြောပြပါ။ ကလေးထိန်ဆောက်ဆမှုဆိုင်ရာငွေကြေးအမျိုးအစားအများစု အကူအညီရယူရန်အတွက်တင်ဒီအချို့တော်ဝင်ငွေတတ်မှတ်ချက်များနဲ့ပြည့်မီရန်လိုအပ်ပါသည်ပြီးတော့ကလေးထိန်ဆောက်ဆမှုလိုအပ်သည့်အကြောင်းရင်းကို ပြတ်တရပါမည်ဥပမာတင်ဒီအလौစီတော်ကြောင့်ဒုမဟုတ်တင်ဒန်းအတန်းများတက်နေတော်ကြောင့်ဖြစ်သည် တင်မီတာစုမာယစီရောဝင်ငွေအလုံးနဲ့တင်းအိမ်တာစုလူဦးရေအလုံးဤအထောက်အထားကိုတက်သည့်ပြရန်လိုအပ်ပါသည်တင်ပေးသော အချက်လက်များပေါ်အခြေခံ၍ပြည်နယ်တည်ကလေးတိုင်းစောင့်ရှောက်မှု ကုန်ကြစရိတ်အပြည့်အဝကို ပေးဆောင်နိုင်သည်ဒို့မဟုတ်၎င်းတို့ဒီ၎င်းဤတချို့တဝက်ကို ပေးဆောင်ပြီးကြံတာကိုတင်ပေးချေရမည်ဖြစ်သည်ဗမာပြည်နယ်တည် ကလေးတိုင်းစားစားမှုအတွက်ပေးဆောင်သည့်အများဆုံးငွေကြေးပမာဏကိုလည်းသတ်မှတ်ထားသည်ထို့ကြောင့်အကယ်၍တင်ရွေးချက်တော်ငွေဆောင်မှုပေးသူသည်ပြည်내၏အများဆုံးငွေကြေးပမာဏထက်ပိုမိုကုန်ကြပါကကွာခြားသည့်ငွေကြေးပမာဏကိုတင်ပေးဆောင်ရပါမည်ကလေးတိုင်းဝန်ဆောင်မှုပေးသူကိုစားပွင့်မတွေ့မီကလေးတိုင်းထောက်ပံ့မှုဆိုင်ရာငွေကြေးအကူအညီအတွက်စောင့်ထားနိုင်ပါသည် ကလေးထိန်ထောက်ပံ့ရေးအေဂျင်စီတစ်ခုခုမှ အကူအညီဖြင့်ဒုမဟုတ် website တွင်ဆောက်လွှာတင်ပြီးနောက်စာတိုင်းမှတဆင့်စာတစောင်ဒုမဟုတ် parent portal မှ email တစောင်ကိုစာဖွေပါစာကားအင်္ဂလိပ်ဘာသာလိုဖြစ်မှာဖြစ်ပြီးတင်ဆောက်လွှာမှာဘာရီလိုအပ်တဲ့နေသေးလဲပြီးတော့လိုအပ်တဲ့နေသေးတဲ့အချက်လက်တွေကိုပေးပို့ရမယ်ရက်စွဲကို ပြောပြပေးပါလိမ့်မယ် နောက်ဆုံးရမတိုင်မီအချက်လက်အလုံးကိုတင်သွင်းရန်အရေးကြီးပါသည်။ဒုမဟုတ်တင်ဤဆောက်လွာသည်ပိတ်တော်မြင်ဖြစ်ပြီးလုပ်ငန်းစဉ်တစ်ခုလုံးကိုတင်ထပ်မံစတင်ရန်လိုအပ်မည်ဖြစ်ပါသည်။ဆောက်လွာကိုဖြစ်ဆွတ်ပြီးမြောက်ရန်ကလေးချင်းဆောက်ရှောက်ရေးထောက်ပံ့ပေးသည့် agency ထံမှအကူအညီကိုတင်ရယူနိုင်ပါသည်။အကယ်၍တင်းရှောက်လွာကိုအတီးပြုတ်ချက်မပေးမီတင်းကလေးဒီ လေးထင်ရှောက်ရှောက်ချင်းကိုစတင်ပါကအတီးပြုပီးသည့်နဲ့ကလေးထင်ရှောက်ရှောက်ချင်းကုန်ကြစရိတ်ကိုတလားအထီးတင်ပြန်အငွေကိုရရှိနိုင်ပါသည်တင်ရှောက်လွာကိုအတီးပြုပြီးသောအခါဗမာပြည်နယ်တီတင်ခွင့်ပြုထားသောကလေးထင်ရှောက်ရှောက်မှုကုန်ကြစရိတ်ဤအစိတ်အပိုင်းကိုကလေးထင်ရှောက်ရှောက်ပေးတုထံဓာတ်ရိုက်ပေးချင်မည်ဖြစ်သည် တင့်ကလေးကိုစောင့်ရှောက်မှုအတွက်ဘယ်နေရာကို ပို့ရမလဲဆိုတာဆုံးဖြတ်ချက်အလုံးဟာတင့်တယောက်တည်းရဲ့ဆုံးဖြတ်ချက်ပါကလေးထိုင်စောင့်ရှောက်မှုထောက်ပံ့ပေးသည့် agency သည်ရွေးချယ်စရာများကိုစာဖွေရန်နှင့်ငွေကြေးအကူအညီအတွက်စောင့်ထားရန်တင့်ကိုကူညီပေးနိုင်ပါသည်ထို့တော်တင့်ကလေးနှင့်ပတ်သက်သည့်ဆုံးဖြတ်ချက်များကိုချမှတ်တူမှာတင်တာဖြစ်ပါသည်ငွေကြေး အကူအညီအတွက် ပြန်လည်စောက်ထားရန်မလိုဘဲခလေးထိန်ဝင်ဆောင်မှုပေးတူများကိုတင်ပြောင်းလဲနိုင်ပါသည်ခလေးထိန်ဆောက်ဆောင်မှုငွေကြေးထောက်ပံ့မှုအတွက်တင်ဒီနေ့စဉ်စောက်ထားရန်လိုအပ်ပါလိမ့်မည်ပြန်လည်စောက်ထားရန်အချိန်ရောက်တော့အခါပြည်နယ်ကတင်းထန်စာတိုင်းမှသစဉ်စာပို့ပေးပါလိမ့်မည်ထို့ကြောင့်အကယ်၍တင်ပြောင်းဆွေးပြီးတင်လိပ်စာပြောင်းလဲသွားပါက ၎င်းတို့ကိုအကြောင်းကြားရန်အရေးကြီးပါသည် ခလေးတန်းရှောက်ရှောက်ရေးထောက်ပံ့မှုပေးသည့်အေဂျင်စီကဤကိစ္စကိုကူညီပေးနိုင်ပါသည်တင့်ခလေးဒီကျောင်းစားသက်နေပြီးဖြစ်နေပါစေဥပမာကျောင်းအချိန်ပြီးနောက်ပြီးတော့အလယ်ရက်များတွင် ခလေးထင်းရှောက်ရှောက်မှုတမျိုးမျိုးကိုလိုအပ်နိုင်ပါသည်တင့်ခလေးဒီ ကျောင်းစားသက်ပြီးနောက်တွင်လည်းကလေးထိန်ရှောက်ရှောက်ရေးထောက်ပံ့မှု PD agency သည်ကလေးထိန်ရှောက်ရှောက်မှုစားပွေရန်နှင့်ငွေကြေးအကူအညီအတွက်စောက်ထားရန်ကူညီပေးနိုင်ပါသည်ကလေးထိန်ရှောက်ရှောက်မှုငွေကြေးအကူအညီအတွက်စောက်ထားနိုင်သည့်အခြားအခြေအနေအနည်းငယ်ရှိပါသည်ပြီးတော့အနည်းငယ်ကွဲပြားပါသည်ဥပမာအားဖြင့်အကယ်၍တင့်ကလေးတွင်အထူးကျန်းမာရေးလိုအပ်ချက်များရှိပါက အကယ်၍တင်းမိသားစုတွင် အရေးပေါ်အခြေအနေတစ်ခုကြုံတွေ့နေရပါကဒို့မဟုတ် DCF ကလေးသူငယ်များနှင့်မိသားစုများဌာန Family Services Divisions မိသားစုဝန်ဆောင်မှုဌာနကွယ်တီတင်းမိသားစုနှင့်ပါဝင်ပတ်သက်နေပါက၎င်းတို့အတွက်လိုအပ်ချက်များနှင့်ရှောက်လွှာများဒီကွဲပြားပါသည်နောက်ထပ်အချက်လက်များအတွက် လေထိုင်ဆောင်ရှားမှု အထောက်ပံ့ပေးသည့် agency ကိုမေးမြန်းပါ Vermont Language Justice Project မှာရိုက်ကူးထားသော Vermont စီကလေထိုင်စနစ်အကြောင်းဗီဒီယို၃ခုရှိပါသေးသည်ကိုတတိယပါဤဗီဒီယိုဤမချက်များကဏ္ဍတွင်ထိုဗီဒီယိုများကိုတင်ဝင်ရောက်ကြည့်စုနိုင်ပါသည်